ဆေဦးအောင်နာမည်နဲ့နုပညာလူတွေလောက်ကန်ခဲ့ဖို့သူမင်းသားဟေဝီယန်ရဲ့အကူကတော့ရုပ်ရှင်တကားနဲ့ရှိုက်ကူခဲ့ကအနုပညာလောကတွေကနေအပိတိုင်ထွက်ခွာသွားခဲ့တာပဲဖြစ်ပါတယ်။ဒီလိုဆေဦးအောင်တရားအနုပညာလူကိုဆက်မလုပ်ဖြစ်တော်တဲ့ကြောင်းရင်းကဩစတြေးလျနိုင်ငံကိုကြောင်းတက်ဖို့ထွက်ခွာသွားခဲ့လို့ဖြစ်ပြီးဩစီမှာကြောင်းတက်ရင်းနဲ့ပဲချစ်ကြိုက်ခဲ့သူအမျိုးသမီးလေးနဲ့ကြောင်းပြီးမှအိမ်အောင်တန်းပြူခဲ့တာပါ။ ဇနီးမောင်နဲ့နှစ်ယောက်လုံးကအော်စီကနေကြောင်းပြီးလာသူတွေဖြစ်ကြတဲ့အတွက်စီးပွားရေးဘက်ကခြေစုံပြုတ်ဝင်ခဲ့ပြီးလုပ်ငန်းရှင်တွေအနေနဲ့သာရပ်တည်ခဲ့ကြတာပါ။လက်ရှိမှာကိုစေဦးအောင်ကတော့စီးပွားရေးမှာရောအိမ်ထောင်ရေးမှာပါအောင်မြင်ပျော်ရွှင်မှုတွေရရှိထားပြီးကလေး၃ယောက်ကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။အိမ်တော်တီတကြစီးပွားရေးတီတကြနဲ့ဖြစ်သွားတဲ့အတွက်ကိုစေဦးအောင်ကိုအမှုပညာလောကကိုအပိတိုင်ဆွလွတ်ခဲ့တော်တာလေးဖြစ်ပါတယ်။ ုံခဲ့တဲ့တပတ်ကပဲအပြင်းထန်နေမကောင်းဖြစ်ခဲ့တဲ့မင်းသမီးမေမီကိုကိုဟာနေကောင်းသက်သာလာပြီးနောက်သူမရဲ့ကျမရဲ့ခြေနေကိုဆေးဆစ်ကြည့်ခဲ့ပြီးကင်ဆာဖြစ်ဖို့ရာခိုင်နှုန်းများနေတဲ့ပိုးတစ်ခုကိုတွေ့ရှိခဲ့ရတာပါသူမခံစားနေရတဲ့ယောဂလက္ခဏာတွေကလည်းသူမရင်းကိုစိတ်ပူနေတဲ့ကင်ဆာယောဂရဲ့လက္ခဏာတွေဖြစ်နေပြီးဘန်ကောက်မှာဆေးဆစ်ထားတဲ့ဖြစ်ရတော့ကင်ဆာပိုးသူမခန္ဓာကိုယ်မှာတွေ့ရှိထားတယ်လို့ဆိုပါတယ်မင်းသမီးမေမီကိုကိုတို့မျိုးရိုးဟာကင်ဆာယောဂဖြစ်ပွားမှုများတဲ့မျိုးရိုးဖြစ်တဲ့အတွက်မင်းသမီးမေမီကိုကိုကတော့ကင်ဆာယောဂ ကိုစောစီစွာသိရှိခွင့်ရရှိအောင်စေစာဖန်ကွန်ဖန်ထပ်လုပ်ပြီးဘန်ကောက်မှာစေကူတာကိုဆက်လက်လှုပ်ဆောင်သွားမယ်လို့ဖြေကြားသွားခဲ့ပါတယ်။ခေချင်းနေရကင်ဆာရောဂါဖြစ်ပွားမှုတော့ရံမြင့်တန်နေတယ်လို့အသက်ငယ်သူတွေမှာပါဖြစ်ပွားမှုတော့မြင့်မားလာလို့ဂယုစိုက်နေထိုင် စားတောက်ကြပါနော်။ မင်းသမီးဝင်းမုံရွှေရင်ကတော့ပွဲတက်တခုမှမြမချက်ငွေတိမ်ပေါင်း2000နီးပါးတန်ကြီးရှိတဲ့စိန်စစ်နဲ့ပြုတ်လုထားတဲ့အိတ်ကိုကန်းကပွဲတက်လာတာတွေ့ရတာပဲဖြစ်ပါတယ်။ကိုရိုင်းကနမဲကြီးမင်းသမီးတလက်ဖြစ်တဲ့အပြင်ခင်မွန်းဖြစ်သူကလည်းကြည်ကြည်တက်ချမ်းသာကြောဝါမှုတွေပိုင်ဆိုင်ထားတဲ့မင်းသမီးနေဝင်းမုံရွှေရင်ကတော့မြမမင်းသမီးတွေထဲမှာဝင်းနိုင်စားနိုင်ဆုံးမင်းသမီးတလက်ဖြစ်ပြီးသူမှာတုံးဆွဲပြနေတဲ့ပစ္စည်းတွေရဲ့တန်ကြီးတွေကလည်းတကယ်ကိုမနေမနှောပါပဲ။ ူမဝစဉ်ခိုင်တွယ်သမျှရှောင်တွေကလည်းအမျိုးသမီးလေးတွေကြားမှာအမြဲရှိပန်းစားလေးရှိပြီးတော့ကစ်ကင်ထားခဲ့တဲ့သိန်းပေါင်း1800နဲ့စိန်စစ်တွေစီချဲထားတဲ့ထူးထူးခြားခြားပုံစံနဲ့အိတ်ကလေးကလည်းအမျိုးသမီးတွေများစွာရဲ့ချိုက်နှက်တတ်မှုတွေရရှိနေတာပါသိန်းပေါင်း2000နီးပါးတန်ကြီးရှိတော့တော်ယုံတန်ယုံချမ်းသာမှုမျိုးနဲ့လိုက်ကင်နိုင်မှာမဟုတ်ပါဘူးနော် မင်းသမီးတမုံမြင့်ကသူမဘဝရဲ့အယူရှင်ဆုံးပုံတပုံကိုတင်လာခဲ့တာပါမြမနိုင်ငံရဲ့နှုပညာကျေးမြင့်ဆုံးမင်းသမီးဆိုတဲ့ပုံရိပ်တစ်ခုကိုချန်ရိတ်ခဲ့ပြီးမိကက်တီပွဲတော်ဝတ်ဆောင်နေတဲ့ဝင်းရတာမန်ရဲ့သူတယောက်လိုဝတ်စားဆင်ရင်နေထိုင်ခဲ့ပြီးဖြစ်တဲ့သူမရဲ့ဘဝကိုချပြလာခဲ့တာပဲဖြစ်ပါတယ်ပရိသတ်တွေကတော့တမုံဘလူလေးပဲဝတ်စားဆင်ရင်နေထိုင်နေပါစေချစ်နေကြမှာပါပဲနော်အမြန်ဆုံးနေပြန်ကောင်းပြီးချစ်တဲ့နှုပညာလုပ်တွေပြန်လည်လုပ်ကိုင်နိုင်ပါစေ မင်းသားကြီးဦးလင်မုံရဲ့ရန်အားကိုးရတဲ့သမီးကြီးလေးရုံးရီလူမိုးကတော့မြန်မာနိုင်ငံကိုပြန်လာတာမကြသေးခင်ပါပဲမိဘနှစ်ပါးနဲ့တူတကယ်ကိုအစင်တန်းမြင့်တဲ့တန်မိုးကြီးအိမ်မှာနေထိုင်နေကြပြီလို့ဆိုပါတယ်ရုံးရီလေးဟာအနုပညာလောကတွေကိုပြန်လည်ဝင်ရောက်လာတာမကြသေးပေမယ့်သူမရဲ့အနုပညာခြေကထိတ်တန်းမင်းသမီးတွေရရှိနေတဲ့အနုပညာခြေတန်းတစ်ခုမှရှိနေတဲ့အတွက်ဝင်ငွေများစွာရှာဖွေထားနိုင်တာလည်းဖြစ်ပါတယ် အဲ့ဒီအတွက်သူမရဲ့မိဘနှစ်ပါးနဲ့တူတိမ့်တောင်ချီတန်းကြီးရှိတဲ့ပန်းလိုက်အင်ယာဝင်းတွင်းကအင်ကြီးမှနေထိုင်နေကြတာကိုမြင်တွေ့ရတာပဲဖြစ်ပါတယ်။ခေါင်းရိုက်ဝါသနာပါတဲ့ဖခင်နဲ့စိတ်ကြီးလက်ကြီးနေရတာကြိုက်တဲ့မိခင်တို့အတွက်ပြည့်ပြည့်စုံတဲ့နေရာဖြစ်တယ်လို့လည်းသိရပါတယ်။မိဘဘလောက်ပဲချမ်းသာနေပါစေတာသမီးကတော့အမြဲမိဘတွေအတွက်ဖြည့်ဆည်းပေးချင်တာပါပဲနော်။ မင်းသမီးစိုးမြတ်သူစားကတော့တုံးလာတွင်မှပေါင်ချိန်30ကျော်ချလိုက်နိုင်တဲ့လျှို့ဝှက်ချက်ကိုပြောပြလာခဲ့တာပါ။မာချီစိုးကဝေးချနေတဲ့ကာလအတွင်းမှာအရွက်နဲ့တားရီကိုသာအဓိကစားခဲ့တာဖြစ်ပြီးထမင်းကိုလုံးဝဖြတ်တောက်ဖြစ်ခဲ့တာပါ။တပတ်မှပေါင်ချိန်3ပေါင်ကနေအများဆုံးပေါင်ချိန်9ပေါင်ထိချနိုင်ခဲ့ပြီးတုံးလာတွင်မှလက်ရှိအရန်ကိုလှပနေပြီဖြစ်တဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်နိုင်ခဲ့တာပါ။ ။သူမလိုတိုင်းရက်ယောဂခံစားနေရတဲ့သူတွေအတွက်တော့ဆရာဝန်နဲ့တိုင်ပင်ကဝိတ်ချနိုင်ကြောင်းသူမရဲ့ဝိတ်ချနီလန်းကိုမျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ်။ ၎င်းခွဲစိတ်မှုတွေမကြာခဏပြုလုပ်လို့ရှိရင်နေဆန်းကတော့ယခုအခါမှာမျက်နှာတစ်ခုလုံးကိုပါခွဲစိတ်ပြုပြင်သွားတော့မှာပဲဖြစ်ပါတယ်။တင်းထောင်ကြီးကုန်ချမဲ့ဒီခွဲစိတ်မှုကိုအစကကိုရီးယားနိုင်ငံမှာတွားရောက်ပြုပြင်မှုစီစဉ်ထားပေမယ့်ယခုတော့ဘန်ကောက်မှာပဲမျက်နှာတစ်ခုလုံးပြုပြင်မှုကိုပြုလုပ်သွားတော့မှာပဲဖြစ်ပါတယ်။မျက်နှာတစ်ခုလုံးခွဲစိတ်ပြုပြင်မဲ့အပြင်လက်မောင်းကစီရီကိုပါတခါလေးခွဲတုံမှာဖြစ်ပြီးအကြီးစားခွဲစိတ်မှုကြီးဖြစ်တဲ့အတွက်စိတ်လှုပ်ရှားနေတယ်လို့နေဆန်းကပြောပြလာပါတယ်။ ပြည်သက်တွေကတော့ဒီလိုခွဲစိတ်ပြုပြင်မှုတွေမကြာခဏပြုလုပ်ခြင်းကြောင့်ဘေးဖြစ်တော့မယ်ဆိုကတတိပေးစကားတွေဝင်ရောက်ပြောကြားထားကြတာတွေ့ရတာပဲဖြစ်ပါတယ်။နေဆန်းကတော့အလပအတွင်းတကယ်ကိုမိန်းကလေးတွေထက်တော့စွန်စားရဲသူပါပဲနော်။မကြာခင်မှာမင်္ဂလာဆောင်တော့မယ့်မိဘကြီးအတွက်သူမရဲ့တငယ်ချင်းတွေကခန္ဓာလာတဲ့ Bright to be ပွဲကြီးကို surprise panty ပေးခဲ့တဲ့အတွက်သူမအနေနဲ့လုံးဝမသိရှိခင်ရပဲမိဘကြီးတယောက် an opener ဖြစ်ခဲ့ရပြန်တာပဲဖြစ်ပါတယ်။ မေဘတီဟာချစ်သူရဲ့ surprise လက်ထပ်ခွင့်တောင်းခံရခြင်းကိုလုံးဝကြိုတင်သိရှိထားခြင်းမရှိတဲ့အတွက်မျက်ရည်ကျတဲ့အထိအံ့ဩပနံဖြစ်ခင်ရပြီယခုတငယ်ချင်းနဲ့ surprise စီစဉ်ပေးတဲ့ bright to be ပွဲမှာလည်းထမံအံ့ဩပနံဖြစ်ခင်ရပြန်တော့ပါမေဘတီအတွက်တော့အံ့ဩမှုတွေပြင်းနေမင်္ဂလာလေးပါပဲနော် MRT ဖုန်းရဲ့မင်းသမီးတွေထဲမှာအိမ်နောက်ကြကံကောင်းဆုံးသူလေးဖြစ်တဲ့မင်းသမီးနန်းဆန္နာလာထွန်းကတော့သူမခင်မွေးရဲ့ချမ်းသာကြွယ်ဝမှုကြောင့်ရွှေတောင်ကြားထဲကနန်းတော်တများခန်းနာလာတဲ့အိမ်ကြီးမှာနေထိုင်နိုင်သူပဲဖြစ်ပါတယ်။မင်းသမီးနန်းဆန္နာလာထွန်းရဲ့ခင်မွေးဖြစ်သူဟာမြန်မာနိုင်ငံရဲ့ချမ်းသာဆုံးစီးဝင်ခရိုနီတထေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့အတွက် MRT ဖုန်းမင်းသမီးတွေရရှိထားတဲ့ခင်မွေးနေထဲမှာမင်းသမီးနန်းဆန္နာလာထွန်းရဲ့ခင်မွေးကငွေကြေးကြွယ်ဝမှုရှိဆုံးလို့ဆိုရမှာပါ။ ဒါကြောင့်ဒီရှန်ကုန်မြို့ရဲ့တတိယနေထိုင်ရာရွှေတောင်ကြားမှာခန်းနားလာတဲ့အင်ဂျီနဲ့နေထိုင်နိုင်တာအားကြစရာပါပဲနော်။ဒီလိုချမ်းသာပေမဲ့လည်းအနေထိုင်သူတိတ်နာတဲ့မင်းသမီးနန်းဆန္ဒလာထွန်းရဲ့နေပုံထိုင်ပုံလေးကတော့တကယ်ကိုတူယူစရာပါပဲနော်။အိမ်နောက်ကြကံကောင်းလာတဲ့မင်းသမီးလေးပါပဲ။